တရုတ်နိုင်ငံအစိုးရသည်လူသားချင်းစာနာထောက်ထားမှုဖြင့်မြန်မာနိုင်ငံမှငလင်ဘေးဒဏ်ခံခဲ့ရသူများအတွက်ပထမဆုံးအထုပ်ဖြစ်ရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများကိုမတ်လ31ရက်နေ့နံနက်ပိုင်းကပေကျင်းမြို့ပြည်ပဆိုင်ရာလေးစိမ်းမှစတင်ပို့ဆောင်ခဲ့တယ်လို့သိရပါဗျာ။အခုလိုတရုတ်နိုင်ငံအစိုးရကတရုတ်ယွမ်ငွေတန်းတရာတန်ဖိုးရှိတဲ့ရေးပေါ်လူသားချင်းစာနာထောက်ထားမှုကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးရန်ဆုံးဖြတ်ခဲ့တာဖြစ်ပြီးတော့ တရုတ်နိုင်ငံကဖွံ့ဖြိုးတိုးတက်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ CIDCA မှထုတ်ပြန်တဲ့သတင်းအရပထမဆုံးအတုပ် ထောက်ပံ့ရေးပစ္စည်းများမှာရွက်ပြင်တဲ့1200ဆောင်8000နဲ့ရေးပေါ်စေအိတ်4000ကျော်အထိကပါဝင်ပြီးတော့ရန်ကုန်မြို့သို့ဆင်းလုံးကားလေယာဉ်ဖြင့်ပို့ဆောင်သွားမှာဖြစ်တယ်လို့လည်းသိရပါဗျာတရုတ်နိုင်ငံဘက်မှာမြန်မာနိုင်ငံသို့တောက်သုံးရည်နဲ့အလွယ်တကူစားသုံးနိုင်တဲ့အစားအစာများကဲ့သို့သောအရေးတကြီးလိုအပ်တဲ့ပစ္စည်းများကိုလည်းထပ်မံထောက်ပံ့ပေးမိဖြစ်ပြီးတော့လက်ရှိမှာတော့ သက်ဆိုင်ရာပစ္စည်းများကိုအမြန်ဆုံးစုဆောင်းပြီးလာမယ့်ရက်အနည်းငယ်တွင်မြန်မာနိုင်ငံမှငလင်ဘေးဒဏ်ခံခဲ့ရတဲ့ဒေသများသို့ရှေ့စဉ်နောက်စဉ်ပို့ဆောင်ပေးမှာဖြစ်တယ်လို့ China Media Group ရဲ့ထုတ်ပြန်ချက်အရသိရပါပါတယ်ခင်ဗျာ။